အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရင်းနှီးပြီးထောက်ပုံပင်လေးတစ်ပုဒ်ကိုအတူတူပြန်ပြီးကြီးကြပ်အောင်ဒီပုံပင်ကနေတဆင့်ရိုးရှင်တဲ့လုံရက်တစ်ခုအဲ့ဒါကချင်နာမှုပဲဖြစ်ဖြစ်အတားကြီးမှုပဲဖြစ်ဖြစ်လူတယောက်ရဲ့ခံချက်မှာကိုဘလောက်တောင်ပြောင်းလဲသွားစေနိုင်တယ်လဲဆိုတာကိုလေ့လာကြည့်မှာပါဟုတ်ပါပြီကျွန်တော်တို့ရွေးချယ်မှုတွေကကိုယ့်ရဲ့အနာဂတ်ကိုဘလို့ပုံပုံပေးနေတယ်လဲဆိုတာကိုကြည့်လိုက်အောင်ပါဒီမေခေါင်းနဲ့ပဲဆက်လိုက်ကြရအောင်ဒီမေခေါင်းကပဲခုကျွန်တော်တို့လေ့လာသွားမယ့်ပုံပင်ရဲ့အထက်အသက်ပါပဲကဲဇလန်တဲ့ကိုဝင်ကြည့်လိုက်ကြရအောင် ဇလန်းအစကတော့ပုံပြင်းတွေထဲမှာလိုပါပဲမူဆိုမတယောက်ရဲ့သူရဲ့ဆေးရိုက်ခြင်းလုံးဝမတူတဲ့သမီးနှစ်ယောက်ရဲ့ရှိတာပေါ့ဒီစပိမူလေးကနေပဲနောက်ပိုင်းမှာဖြစ်လာမယ်အလဲပြောင်းတွေတွေလိုင်းခင်းပေးလိုက်တာပေါ့ဒီနေရာမှာပဲဇလန်းရဲ့အထီးကပတိပတ်ခကိုရှင်းရှင်းလင်းလင်းမြင်လာရတာပါတဖက်မှာကတော့ဂျင်နာတပ်ပြီးအလုံးလဲအရန်ကြိုးစားတဲ့လေးလီသူ့ရဲ့ဆန့်ကျင်ဘက်ညီမကတော့ဘင်းလေးဘင်းရိုင်းလေးရိုင်းနဲ့ဆူဇန်ပေါ့သူတို့အမေကရိုးရိုးရှင်းရှင်းတာဝန်လေးတစ်ခုပေးလိုက်ပါတယ်ဒါပေမဲ့ အာဒီရုပ်ရှင်တဲ့အဝင်ကနေပဲသူတို့ညရဲ့စင်ရင်အမှန်ဘလို့ရှိလဲဆိုတာပေါ်လွင်လာစေတော့မှာပါစိတ်ဝင်စားစရာကောင်းတာကသူတို့ရဲ့အစာပိုင်းတုံ့ပြန်ဖို့တွေကသူတို့ရဲ့စေအကူအတိအကျဖော်ပြနေတာပဲဟုတ်တယ်မလားဒီနေရာကနေပဲနောက်ပိုင်းမှာတွေ့ရမယ်သူတို့ညရဲ့ကွာချွတ်ချွတ်တိအားလုံးကအစာပြီးတော့တာဝါကဲအခုဇလန်းရဲ့အလက်အပြောင်းချက်လာမဲ့အဓိကအခိုက်အတန့်ကို ရောက်လာပါပြီဒါကတော့မထင်မပဲ့ကြုံလာရတဲ့စန့်တဖို့တစ်ခုလို့ပဲဆိုရမှာပါ သူတို့ရေခတ်သွားတဲ့လမ်းမှာပဲအကူကြီးလုံးနဲ့ပုံရတဲ့ဖောက်တယောက်နဲ့သွားတွေ့ပါလေရောစူဇန်ရင်တုံးပြောင်မှုကတော့ချက်ချင်းပဲသူ့ရဲ့စီးရဲ့အတိုင်းပဲရိုင်းရိုင်းဆိုင်ဆိုင်ပဲပဲလီကလည်းချက်ချင်းပဲတုံ့ပြန်လိုက်တယ်။ဒါပေမဲ့သူတုံ့ပြန်မှုကတော့လုံးဝကိုစန့်ချင်မှာပဲ။ဂျင်နာမှုအပြစ်၊ကုညီလိုစိတ်အပြစ်နဲ့ပေါ့။ဒီနေရာမှာသူတို့နှစ်ယောက်ရဲ့ကြွားချချက်ကအထီးကချက်ပါပဲ။အဲ့တော့သူ့ရဲ့လုံးရဲ့ကြောင့်ပဲလီလီကသူ့စိတ်ထားရဲ့အကျိုးဆက်ကိုပထမဆုံးခံစားရသူဖြစ်လာတော့တာပေါ့။ တကယ်တော့အဲ့ဒီအဖွားကကနတ်သမီးတပါအသွင်ယူထားတာပါသူကလီလီရဲ့ကောင်းမွန်တဲ့စိတ်ထားကိုတိုက်ရိုက်ထင်ဟန့်စေတဲ့မော်ဆန်တဲ့ကောင်းကြီးတစ်ခုပေးလိုက်ပါတယ်အိမ်ပြန်ရောက်တော့ပြဖြစ်လဲဆိုတာအဲ့ဒီကောင်းကြီးကတကယ်ဖြစ်လာတာပဲသူ့အမေဆိုရင်အန်အောပြီးတော့ဝမ်းသာလို့မဆုံးလေပေါ့ကဲအခုမနာလို့ဖြစ်နေတဲ့စူဇန်လာလို့ဒီလိုကောင်းကြီးမျိုးရဟိုအတူခိုးကြိုးစားတဲ့ခါဘာဆက်ဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်ဒီမှာတရီထားမိမာက စူဇန်ရဲ့ရည်ရွယ်ချက်ကစည်ရဲနဲ့ခုနှစ်ချင်းစိတ်မဟုတ်ဘူးလောဘတတ်တတ်ပြန်ဟုတ်တယ်မလားဆူလာကိုဘာကြောင့်ရလဲဆိုတာကိုနားမလဲပဲနဲ့လိုချင်နေတာမျိုးပါအဲ့ဒီတော့အဖွားကိုနှဲ့ထက်တွေ့ပြီးအရင်လိုပဲစမ်းသပ်ခံရတဲ့အခါမှာစူဇန်ရဲ့ဟန်ဆောင်ထားတဲ့အချိုအချောင်လေးကချက်ချင်းပြောက်သွားရောသူ့ရဲ့စိတ်ရင်းအမှန်အဲ့ဒီရိုက်ဆိုင်ပြီးပြင်းရတဲ့စိတ်ရိုက်ကပေါ်လာတော့တာပဲအချိုးဆက်တာတော့ကြောက်စရာကောင်းပါတယ်သူ့ရဲ့စကလုံးတွေသူ့ရဲ့လုံရက်တွေကိုတိုက်ရိုက်ပြန်ပြီးထင်နှက်စေတဲ့ ရုပ်ဆိုးအကြီးတန်းတဲ့အချိန်စာတစ်ခုတင်သွားတော့တာပဲဒီဆရာလေးကိုကြည့်လိုက်ရင်အเจ้าနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါပါဒီပုံမြင်ကအရန်ရှင်းတဲ့ကိုကျင့်တရားသင်ခန်းစာတွေကိုပေးနေတာပဲဘာလဲဆိုလားကိုလောက်တဲ့လောက်ရတိုင်းမှာကြိုတင်မန်းဆလို့ရတဲ့အကျိုးဆက်တွေရှိတယ်ဆိုတာပါပဲအဲ့တော့ဒီပုံမြင်တစ်ခုလုံးကနေကျွန်တော်တို့ဘာကိုအဓိကတည်သွားတင်တယ်လဲဒီပုံမြင်ရဲ့သင်ခန်းစာကတော့အရန်ကိုရှင်းပါတယ်ကျင်နာမှုနဲ့စူးစမ်းမှုကဆုလပ်တီယူလာပေးတဲ့ပင်းရီမှုနဲ့ရိုင်းဆိုင်မှုကတော့အရှက်ရအစစ်တယ် ဒါကလူတီရောက်ရဲ့တွင်းစစ်ထားကဘလောက်တန်ဖိုးရှိလဲပြီးတော့အဲ့ဒီစစ်ထားကပဲအပြင်လောကမှာကောင်းတာရောဆိုးတာရောဘလို့ရက်လက်တီဖလာစီလဲဆိုတာကိုပြနေတဲ့သာဝရသင်္ကန်းစာတစ်ခုပါပဲဒီပုံပြန်ကဘာလို့ဒီလောက်ထိရောက်ပြီးခက်အဆက်ဆက်ဒီမြဲနေရလဲဒီလားအကြောင်းရင်းကတော့ရွေးချယ်မှုနဲ့ရလက်ချားမှရှိတဲ့အချိုးနီတီတဲတဲတိုးတဲ့ဆက်ဆက်မှုကိုပြထားလို့ပါပဲဒီအချက်ကပဲကျွန်တော်တို့ကိုနောက်ဆုံးစဉ်းစားချက်တစ်ခုပေးထားပါဗျာ အဖေမှာတော့မော်ဆန်တဲ့နတ်သမီးတွေနဲ့တွေ့ချင်မှတွေ့မှာပေါ့လေဒါပေမဲ့ဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ကပားကြီးမှာစိတ်ထားကကန်ကြမာကိုပုံဖော်ရဲဆိုတဲ့ဒီအခြေခံသဘောတရားကိုပေးနေရဒီမှာတွေ့နိုင်မလဲကျွန်တော်ရဲ့နေ့စဉ်ဘဝတွေကသင်ငယ်တွေရွေးချယ်မှုတွေကြီးမားတဲ့ဆုံးဖြတ်ချက်တွေကကိုယ်ပိုင်ကောင်းချီးမင်္ဂလာတွေတားမောကျင်းစာတွေကိုတကယ်ပဲဖန်တီးနေတာလားဆိုတော့ပြန်စဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်